င်္ဂလာပါရှင်ရေဝကိတ္တ channel နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ရွေးကောက်ပွဲကိုညှင်းပယ်တဲ့နိုင်ငံချင်းသားအလုံးလွမြောက်ရေးပါဝင်အချက်၅ချက်ဆောင်ရပေးရအာဆီယံတို့ NUG CIA page NUCC နဲ့ဒိုင်းသားတော်လိုင်းတက်တွေပါဝင်အဖွဲ့20ကတောင်းဆို အကြပါစစ်တပ်ကပြုလုပ်မယ်မြေတည်ရေကောက်ပွဲမစုံညင်းပန်နဲ့အတိမမပြည့်ရနိုင်ငံချင်းသားအလုံးလွတ်မြောက်ရေးပါဝင်အချက်၅ချက်ဆောင်ရွက်ပြီးအာဆီယံတို့အမျိုးသားညီညွတ်ရေးဆွေးနွေးအန်ယူဂျီပြောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH NCC နဲ့ကရင် KNU ချင်း CNF ကချင်း KPICT KNI KNPPIC ပါဝင်ဒေါ်လိုက်တက်တွေနဲ့အဖွဲ့အစည်းပေါင်း၂၀ရာချင်းလေးကြီးညာချက်ထုတ်ပြန်တောင်းဆိုတယ်မလေးရှားနိုင်ငံအာဆီယံကုထာဖြစ်လာတဲ့အချိန်ကစတင်မြန်မာရေအတွက်ဖြည့်ရှင်အတွက်မှ NUG မျိုးသားညွှန်ရေးဆိုရ အန်ယူစီစီမြို့သားညီညွတ်တိုင်းမေကကောင်းစီစီအာပေးပြည်သားစုလို့တော့ကိုစားပြုကွန်တီတိုင်းသားတော်လည်းဖွဲ့စီတိုင်းသားရဲ့အတိုင်းမေကကောင်းစီရဲ့ဖက်ဒရယ်ယူနစ်နဲ့တခြားသောကိုစားပြုဖွဲ့စီပါဝင်ဒီကသက်ဆိုင်သူဖွဲ့စီအလုံးပါဝင်နဲ့ဆွေးနွေးပွဲတွေစတိုင်လှုံ့ဆော်ခဲ့ကြ။ယနေ့ထုတ်ပြန်တဲ့ညညာချက်ကိုစားပြုထားတယ်။အဆိုပါဆွေးနွေးပွဲတွေမှာထိတွေ့ဆက်ဆံမှုတွေကမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့အကျပ်တွေကိုပြင်ရှင်းရင်အကျပ်ဖတ်မှုတွေရည်စဲလူသားချင်းစာနာထောက်ထားမှုဆိုင်အကူအညီတွေ ပေးနိုင်ရင်အလုံးပေါင်းတဲ့နိုင်ငံရေးဆွေးနွေးပွဲပြင်ပရင်နဲ့စစ်တပ်ကစီစဉ်ထားတဲ့အတူရောင်ရွေးကောက်ပွဲကိစ္စအဖြစ်ရှင်မဟာပြွာနဲ့အကြံပြုချက်တွေကိုအကောင့်ထွေဖွဲ့အလုံးပေါင်းတဲ့ပလက်ဖောင်းတစ်ခုဖြစ်ကြောင်းသိရတယ်။ မြန်မာရေဆွေးနွေးပွဲမှာအဓိကသက်ဆိုင်သူအလုံးကစစ်တပ်ကအနာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာစိုးရွားလာတဲ့အခြေအနေပေါ်ဆိုရင်ကြောင့်တို့ပေါ်ပြောဆိုပြီးတော့ဒီမိုကရေစီပြန်လည်ထူထောင်ရတဲ့လူ့ခွင့်ရကိုမြင့်တင်ဆောင်ရွက်တည်ပြုခဲ့ကြောင်းသိရတယ်။အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်တွေပေါ်ရလက်ခံတည်ပြုထားတော့လေဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်တွေပေါ်ရကန့်သက်တည်ရှင်နေမှုပေါ်ဆိုရင်ကြကြောင်းစစ်တပ်ကရဲသားတွေပေါ်ချမ်းဖတ်မှုတွေဆက်လက်ကျူးလွန်နေပြီးအာဆီယံပြည်ညံပါဝင်ဒီမိုကရေစီစံနှုန်းတွေကိုပြောင်းပြောင်းတင်းတင်းလေးလျူရွှေလျက်ရှိကြောင်းသိရတယ်။ လေးချနိုင်ငံကမကတာပြုလုပ်ခဲ့တဲ့မြမရေးစနေပေါ်ရီမှာစစ်တပ်ရွေးကောက်ပွဲညင်းပဲတော်လိုင်းတက်တွေကြာစုစည်းညညမှုတည်ဆောက်ရန်အာဆီယံကပြပြသားသားရည်ယူဆောင်ရွက်ရန်အလုံးပေါင်းဝင်တဲ့နိုင်ငံတွေဆောင်ဆွေးနွေးမှုအကောင့်တွေဖော်ရန်ဒေသတွေတည်ငင်အေးချမ်းဝယ်ရည်ရဲချက်ကိုရလဒ်တွေဖြစ်ရရှိခဲ့ကြောင်းသိရတယ် ထို့အပြင်တွဲဆောင်ဆွေးနွေးပွဲမှာစစ်တပ်ကိုတရားဝင်မှုလုံးဝမပေးရင်လည်းသဘောတူညီထားကြောင်းသိရတယ်။ထို့ကြောင့်အာဆီယံနေဖြင့်ဂျပန်စစ်တပ်ကပြုလုပ်မဲ့မြစ်တီရွေးကောက်ပွဲမှာညီပယ်ရန်နဲ့အတိမန်ပြည့်ရန်ရက်သားတွေဂျပန်မှုမှာကာကွယ်နိုင်ရည်ယူဆောင်ရမှုတွေချက်ချင်းလှုံ့ဆော်ရန်စစ်တပ်ဂျပန်ရဲ့ဆက်မှုတွေပေါ်နှုတ်ဆက်နေမှုကိုဆုံးသင့်ဒေါ်ဆန်စုကြည်သမ္မတဝင်းမြင့်အပါဝင်နိုင်ငံကျင်းသားအလုံးချွင်ချက်မရှိချက်ချင်းလို့ပဲတောင်းဆိုပြန်တော်လိုင်းဖွဲ့တွေကစုပေါင်းတောင်းဆိုတယ်။ရင်းပြအောင်ဆေးဖုံသဘောကျညီချက်၅ချက်ကိုအကောင့်တွေပေါ်ရန်ပြ ပြက်ကွက်နေတဲ့စစ်တပ်ကိုတာဝန်ခံစီရင်တန်တမန်ကြီးအရေးယူမှုအာဆီယံစည်းဝေးတွေမှာဖယ်ရှားရေးရွယ်စစ်တပ်ကအာဆီယံဘုံသဘောတူညီချက်ကိုကောင်တယ်ဖော်ရနိုင်ငံတကာနဲ့ဖိအားပေးအရေးယူထောက်ဆိုထားတယ်။ဆိုပါကြညာချက်မှာ NUG, CIA, NCCU နဲ့အတူ ABSDS, CNN, KPICD, KNPP, IC, မွန်တိုင်းရင်သား, MFC, NSB, PNFC, PNL လို့ရန်ကုန်လို့တော်ကဲ့သို့ Federal Unit တွေစုစုပေါင်းအဖွဲ့အစည်းနဲ့တပ်စုစုပေါင်း29ပေါင်းကြောင်တည်ရတယ်။ ဆက်လက်ပြီးချောင်းမြို့မှာရေစကန်ကိုတော်လိုင်းတက်တွေအားတိုက်ခိုက်မှု75ဒေဆုံးစု၊သခိုင်းတိုင်းချောင်းမြို့မှာရေစကန်ကိုလက်နက်ကြီးဒရုန်းတို့နဲ့တိုက်ခိုက်ရစစ်သား9ဒေဆုံးပြီးကားကိုယ်တော်ပျက်စီးခဲ့ကြောင်းချောင်းမြို့နယ်ဘက်ကပါတိုက်ခိုက်ရေးဖွဲ့ကထုတ်ပြန်နေ။အော်တိုဘလော့စင်နေမနက်9:30မိနစ်ချိန်ချောင်းမြို့မှာရေစကန်တွင်ကို60မမလက်နက်ကြီးနဲ့ပုံသီးနှလုံးတိုက်ခိုက်ခဲ့ရမှာကားကိုယ်တော်တိမှပျက်စီးပြီးတော့အော်တိုဘလော့စင်နေမနက်9:00ခန်းချိန်ဓမ္မအီဒရုန်းနဲ့ပုံသီးတစ်လုံးတက်မှန်ကျဲချတိုက်ခိုက်ရစစ်သား9ဒေဆုံးပြီး တောက်တန်ရရှိခဲ့ကြောင်းတိတ်ဆုံးသက်စစ်သား9ဦးနဲ့တောက်ကိုနောက်မြောက်တိုင်းစစ်တာနာကြောင့်နာမခတတ်တဲ့ကိုတိတ်ဆောင်သွားကြောင်းသိရပါတယ်။လမ်းနဲ့ကြီးကြောင်းတရားလာဒရုန်းကြောင်းတရားလာမသိ9ရောက်တည်ရလို့တင်ရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုကြောင်းမြို့မှာပတ်ကပါတိုက်ခိုက်တဲ့ CSU PDF နဲ့ BNDF တို့ပူးပေါင်းကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ထိခိုက်မှုပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရတယ်။ဆလပ်ပြဆလင်းမြွနယ်ငွေတောင်ကြေးအမလုံငယ်ဆက်တောက်ကိုစစ်တပ်ကစစ်မှုထမ်းဖြစ်ပေါ်တာဆွဲပန်းစီမကွေးတိုင်းဆလင်းမြွနယ် ဖောင်းလင်အောင်စုဝေတောင်ကြီးရမှာလူငယ်စက်တဲအုပ်ကိုစစ်တပ်ကပေါ်တာဆက်ဖန်စီခဲ့ကြောင်းပြည်သူညီနောက်ဇလင်းတရင်တောင်ဝန်ခံကိုပြည်သူကပြောတယ်။ဇလင်းမြို့နယ်ဖောင်းလင်အောင်စုဝေတောင်ကြီးရရှိလူငယ်တွေကိုစစ်တပ်ကပေါ်တာဆက်ဖန်စီခဲ့ခြင်းဖြစ်ပြီးယခုကပေါ်တာဆက်ဖန်စီခဲ့တဲ့လူငယ်စက်တဲအုပ်ရှိလာကြောင်းလူငယ်တွေမှာလောက်ကပြန်လာစဉ်ဂျပန်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိပွဲတွေကပူးပေါင်းပြီးတော့ပေါ်တာဆက်ဖန်စီခဲ့ကြောင်းသိရတယ်။ ငလာတော်ဒုဗလာခုနှစ်ရက်နေ့ကလည်းစလင်းမြို့နယ်ဝေတောင်ကျေးရွာကိုပြူစောတိပွဲအင်အားစုကလက်နက်တွေနဲ့ဝင်ရောက်စီးနှင်ပြီးလူငယ်ခုနှစ်ကိုစစ်မှုထမ်းဖြစ်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။အော်တိုဘလော့စံပိုင်းကစပြီးလက်ရှိချိန်ဒီစလင်းမြို့နယ်မှာလူငယ်ဆယ်ကျိပြီးစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခဲ့ရပြီးယခုလ15ရက်နေ့စတင်ဖွင့်လှစ်ပြီးစစ်မှုထမ်းပတ်စဉ်ဆက်ရှိအတွက်ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်းစလင်းမြို့မှာဒေသပြည်သူတန်းကနေသိရပါတယ်။ ဆက်လက်ပြီးဘာကက်မြွတ်နယ်မလန်းရနေတိုက်ပွဲမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကထိနာနေတဲ့ပြင်လေးချောင်းနဲ့ပုံကျဲတိုက်ခိုက်ကချင်ပြည်နယ်ဘာကက်မြွတ်နယ်မလန်းကျရနေတဝိုက်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကထိနာနေတဲ့ပြင်လေးချောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း KIC သတင်းမြစ်ကပြောတယ်အော်တိုဘားလဆာအနေနဲ့မနက်ပိုင်းဒီဘာကံမြို့နယ်မလန်းကျာနေတိုက်ပွဲပြင်းထန်ပြီးစစ်တပ်ဘက်ကထိနာလျက်ရှိရာအော်တိုဘားလဆယ်ရဲ့ညနေကြောင်းနိုင်ကန်ကဂျက်ဖိုက်တာတစ်စီးနဲ့ပုံစံတိုက်ခိုက်ခဲ့တဲ့ ဖားကမြွနဲ့နေတဝိုင်းမှာတိုက်ပွဲပြင်းထန်နေဒီမှာလေးလကျော်မြင့်နေပြီဖြစ်ပြီးတော့စစ်ကောင်စီတပ်သားပြည်သူစစ်ရာကနေထိခိုက်ဒေဆုံသားကြောင့်ထိုးထိုးထိခိုက်ဒေဆုံမှုများပြားသဖြင့်ဂျပန်စစ်ကောင်စီတပ်ကပြည်သူလူထုကိုရဲကျဲရှိရှိလက်နက်ကြီးတုံးလက်နက်ငယ်နဲ့တပ်ပစ်တပ်ဖြတ်ခဲ့ရာပြည်သူ90နီးပါးဒေဆုံပြီး90နီးပါးတဲ့ရရှိထားကြောင်းသိရတယ်စစ်တပ်ကရခိုင်လာရီကဘာကံမြို့နောက်ဘက်ခြမ်းကိုစစ်ကြောင်းတိုက်ခိုက်ခဲ့ပြီးနောက်ရခိုင်ကဘာကံမြို့ရှေ့ဘက်ခြမ်းကိုထမင်းစစ်ကြောင်းတို့တိုက်ခိုက်နေခြင်းပဲဖြစ်ပါတယ်။ ဆက်လက်ပြီးအေအေထိန်ချုပ်နယ်မြေတွေကိုစစ်ကောင်စီကထိုးစစ်ဆင်လာပြီးစစ်ရေးသူအထူးသတိထားကြတဲ့ထုတ်ပြန်အရက်ခတ်တော်ရေးထိန်ချုပ်နယ်မြေတွေကိုစစ်ကောင်စီကရေချောင်းလေချောင်းတိုက်ခိုက်မှုပြုလုပ်လာပြီးစစ်ရေးအနယ်သတိထားကြတဲ့အေအေကအော်တိုဘားလ10နေ့ထုတ်ပြန်တယ်စစ်ကောင်စီရဲ့တရင်တမတာနာချုပ်တိုင်းတာနာချုပ်တွေပါဝင်စစ်ရေးဆုံးလုပ်ခဲ့ရတဲ့နေရာကျုံမြို့ရက်ရွာတွေကိုပြန်လည်တိမ်ပိုက်ရရှိရဲ့စစ်ကောင်စီကထိုးစစ်တွေပြုလုပ်နေကြသေးရတယ် 2025ခုနှစ်မတ်လ25စတင်ပြီးစစ်ကောင်စီကကြောက်ပြူပါဝင်အေးသိမ့်ပိုက်ထိုင်နေရာတွေကိုကြီးရည်လေးပူပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်းအေးကထုတ်ပြန်ကြေညာသိရတယ်။အော်တိုဘလကွယ်နေမှာလည်းတန်တွဲကန်ချင်းမျက်နှာချင်းဆိုင်မှာတိုင်ကြတဲ့စစ်ကောင်စီစစ်သည်မော်တွေမှာလက်နက်ကျင်းနဲ့တန်တွဲပြုပေါ်ဝင်ခြင်းကိုရန်တပ်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ရခိုင်နဲ့နယ်မြေချင်းတိဆက်လျက်ရှိမကွေးတိုင်းပဲခူးတိုင်းနဲ့ရယောတီတိုင်းဆက်တို့မှာစစ်ကောင်စီနာရက်ကတက်တော်ရေတို့တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားလျက်ရှိပါတယ်။ ဆက်လက်ပြီးမိုးကုတ်မန္တလေးလမ်းကိုစစ်တပ်ကတိုက်ခိုက်နေလို့လမ်းယာယီပိတ်တာမန္တလေးတိုင်းမိုးကုတ်မန္တလေးလမ်းပေါ်ကပေါ်တော်လမ်းပိုင်ကိုစစ်တပ်ကတိုက်ခိုက်နေလို့လမ်းကိုယာယီပိတ်ထားလိုက်ကြမိုးကုတ်ဘက်ကပိုင်ဘက်တောင်ရှိသူကပြောတယ်အော်တိုဘားလာဒုတိယဘက်တွင်ကာကွယ်တပ်ဖွဲ့တွေစုမှုတိုင်းမိုးကုတ်မန္တလေးလမ်းပိုင်ကပေါ်တော်လမ်းပိုင်ကိုစစ်တပ်ကဝိုင်းတွဲတွေ drone နဲ့သုံးမီနီယံဆက်တိုက်ပုံကျတိုက်ခိုက်ခဲ့ပါတယ်ဒါကြောင့်ခေးသွားပြည်သူတွေတိခိုက်မှာစောရင်တဲ့အတွက်အော်တိုဘားလာ၁၇ရက်မနက်ကစတင်ပြီးယာယီပိတ်ထားလိုက်ကြမိုးကုတ်မြို့နယ်ဘက်ကပိုင်ဘက်တောင်ရှိသူကပြောတယ် လမ်းမိုက်ပိတ်လိုက်တဲ့အတွက်မိုးကုန်မလေးလန်နေရာချုံမကားစီအများစွာပိတ်မိတဲ့ဒေသခံတွေကပြောတဲ့2024ခုနှစ်နှစ်လပိုင်းကစပြီးတော်လိုင်းဖွဲ့ရင်စုံမိုးတိုင်းမိုးကုန်မလေးလန်ပိုက်တဲ့ရှောက်မတရားဆင်ကူသပိတ်ချင်းတွေအတွင်းကနေမြေတွေကိုစစ်တပ်ကပြန်လည်ရရှိဖို့စူးစမ်းနေရဖြစ်ပြီးနေကြောင်းတိုက်ခိုက်မှုတွေတိကပြုလုပ်နေပါတယ်။ ဆရာဘီအာဆီယံထူးကိုစလဲကဒေါ်လိုင်းအားဆွေနဲ့တိတွေ့ဆွေးနွေးကြပူတဲ့တော့ပြဲမလေးရှားနိုင်ငံက2025ခုနှစ်အာဆီယံအလဲကြဥက္ကဋ္ဌတာဝန်ယူချိန်ကလေးကကာလတခြားမှာမြန်မာရေးနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ပါဝင်ဒေါ်လိုင်းအားဆွေနဲ့တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ခဲ့လို့ဒေါ်လိုင်းအားဆွေအစုအဖွဲ့က20ကပူတဲ့တဲ့ရင်ထုတ်ပြန်နေအမျိုးသားညီညွတ်ရေးဆိုရ NUG အမျိုးသားညီညွတ်ရေးတိုင်းမြန်ကန်ကောင်စီ NUCC ပြည်အောင်စုလွတ်တော်ကိုစားပြုကောင်နေဆရာဘေးရှိုင်းသားဒေါ်လိုင်းအဖွဲ့တွေ EAWS တိုင်းမြန်ကန်ကောင်စီတွေဖက်ဒရယ်ယူနစ်တွေနဲ့တခြားသော ကိုစားပြုမှုဖွဲ့တွေပါဝင်ဒီကပိုင်းပတ်သက်တွေနဲ့အာဆီယံဥက္ကဋ္ဌမြမရေတိုးကိုစလဲအတွေ့ဆုံပွဲတွေတောက်လျှောက်ပြုလုပ်ခဲ့ပါတယ်ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းမြမရေအာဆီယံတိုးကိုစလဲကအာနာသိန်းစစ်ကောင်စီကိုဒေါ်လာတိုက်ခိုက်နေတဲ့အင်အားစုတွေနဲ့ထိတွေ့ဆွေးနွေးပွဲရှိနေကြတော့လည်းအင်အားစုတွေကတိပေးထုတ်ပြန်ပါတယ်ဒီနေ့ဘူရက်ထုတ်ပြန်လိုက်တဲ့ဒေါ်လာအဖွဲ20မှ ABSD အနာရှင်စန့်ကျင်ရဆိုတဲ့ပေါင်းဆက်ညီနိုင်ကော်မတီမန္တလေး CNS ရပဲ Credit Card Movement, Sky Foreign Federation, KPICD, KNU, KNPB, IC မကွေးဒေသဒေါ်လာရေးဖွဲ့တွေကိုရဲ့မန်လီဒေသလွတ်တော်မွန်ပြည်ဖက်ဒရယ်ကောင်စီ M3 လုံးစီစီ NUCC, NUG, NSBAD, BNFC, RCC နဲ့ရန်ကုန်လွတ်တော်ဝယ်ဖြစ်ပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါရှင်။